ရေတက်ချအောင်လို့မင်္ဂလာပါရှင်မင်းသတိခေတ္တမှာပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်ပြပန်းသတင်းများတော်လိုင်းရေးသတင်းများနဲ့နောက်ဆုံးရေးသတင်းများကိုအချိန်နဲ့တပြည်ချင်းစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပထမဆုံးစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့မင်းအောင်လိုက်ကပူတင်ကို ဖရာရဲ့ပြားဒိတ်တော်ရကြွမင်းကိုတင်စားစေခဲ့သူလက်တက်တရားခံမှာစကောင်းစီရဲ့သူနိုင်ငံသားရဲ့ဝန်ကြီးလွင်ဦးဖြစ်နေတဲ့ဆိုတဲ့တဲ့တင်လေးပဲဖြစ်ပါရယ်ရုရှားနိုင်ငံမော်စကိုမြို့တွင်ရုရှားကောင်ဆောင်ပူတင်ရဲ့မင်းအွန်လိုင်းတို့မတ်လ၄ရက်နေ့တွေ့ဆုံစဉ်မှာမင်းအွန်လိုင်းကပူတင်ကိုမြတ်စွာဘုရားရှင်ရဲ့ပြားဒိတ်တော်လာကြွမင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပြီးရင်းအကြောင်းရေးသားထားတဲ့စာအုပ်ကိုလည်းပူတင်ထံသို့ပေးအပ်ခဲ့တာဖြစ်ပါရယ် အဆိုပါစာအုပ်ကိုတော့အခိုင်အမာတုတေသနစာတမ်းမရှိဖျားဟောဟုတ်မဟုတ်အတိမပြုံနိုင်ပဲရှားခွေဖော်ထုတ်ရေးသားသူမှာကလောင်အမီမောင်လွိမြင့်ဟုသုံးဆွေးနေတဲ့ယခုစစ်ကောင်စီရဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီးလွင်ဦးဖြစ်နေတာဖြစ်ပါတယ်။ မောင်တွေမြန်မာဆိုလို့ရှိရင်ပါဠိဆရာကြီးဦးစောဆိုသူနဲ့မိသူမန်းမသိတဲ့စာရေးတူတူရဲ့1938ခုနှစ်ကထုတ်ဝေခဲ့တဲ့စာအုပ်မှာစာမျက်နှာ48ပါးစာအုပ်ကြီးကိုကိုးကား၍ရုရှားနဲ့မြန်မာပြည်ချစ်ချင်ရေးကိုအမွန်တင်၍ရေးသားခဲ့တာဖြစ်ပါရယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်2023ဖေဖော်ဝါရီလ3ရက်နေ့တရင်စာတွင်မောင်လွင့်မြင်ကရေးသားခဲ့ဒီမှာမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဒီပထဝီတင်နီယာအနေအထားအရာမိုင်ပေါင်း၄000ကျော် ဝေးကွာနေတော်လည်းပဲယနေ့လက်ရှိကာလတွင်နှစ်နိုင်ငံအကြားဆက်ဆံရေးမှာမိတ်ဆွေရင်းမကညီရင်းအကူပမာစိတ်ချင်းနှလုံးသားချင်းဆက်နွယ်ရစ်ပတ်လျက်ရှိနေခဲ့ဖြစ်ပါရယ် 1948ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကနေစတင်၍တတမန်ဆက်ဆံရေးစတင်ခဲ့ရတွင်ယခုနှစ်ဟာ85နှစ်တတိုင်းပြည့်မြောက်ခဲ့ပြီဖြစ်ပြီးစေရတုအချိန်ကာလနဲ့တိုက်ဆိုင်စွာပင်နိုင်ငံဆက်ဆံရေးတွင်တမိုင်းကြောင်းတစ်ချောင်းအထွန်းလင်းဆုံးအတောက်ပါဆုံးအချိန်ကာလပင်ဖြစ်ပါရယ်မူလရှိရေးဆွဲနိုင်ငံဆက်ဆံရေးဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးချုပ်မူကြီးမဲလာရဲ့ဦးဆောင်မှုအတွင်တည်တာထင်ရှားစွာတိုးတက်လာပြီးခဲ့သည့် ်ဟူကြီးသားခေတာဖြစ်ပါရယ်စစ်ဘူးလူထွက်ဖြစ်နေတဲ့မောင်လွင်မြင့်ရဲ့မြောက်လုံးပင့်လုံးမှာဤမြနဲ့မရက်သေးပါဘူးအစပင်ရှိပါသေးတယ်2015လောက်ကန်စစ်ပွဲအတွင်းမှာတရုတ်ဖက်တွင်လက်နေကြီးချော့ပြတဲ့ပြင်ရာထူးမှနားလာရတဲ့လက်ရှိနိုင်ငံခြားရေးဂျူဝန်ကြီးဟာသူ့အားဆက်လက်ပြီးတော့တတ်တမန်ရာထူးဒုက္ခနေတဲ့စဉ်ဝန်ကြီးနေရာပေးထားတော့သူ့ရဲ့ boss အားဆက်ပြီးတော့ဖားပြန်တာဖြစ်ပါရယ် ဗျာရိတ်တော်ရှိခဲ့ဟူ၍ခေါင်းစဉ်ခွဲအောက်တွင်တိုးဆောင်တွင်တဲ့အချစ်ကြီးကိုဆက်လက်ကလောင်တွေးပြန်ပြီးဖြစ်ပါရယ်တွေးကားတွေးနေ၏သူကစာမဖတ်တဲ့ချင်းစာရေးဆရာတို့တတ်အပ်တဲ့စုတုပြုအတက်တည်းလဲခြာတူးလန်လာလေရော သူကိုကားတဲ့ဘုတ်အုံမှလည်းမိသည့်ခေကမြဘောင်းဝင်တန်းဝင်တဲ့တမိုင်းစာအုပ်မဟုတ်ချေသူ့ရဲ့အရေးသားကတော့ နိုင်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်၍တမိုင်းကြောင်းအစဉ်လာများစွာရှိခဲ့ပါတယ်။ထို့ထက်ပိုရွတ်ပင်ကောရမမြတ်စွာဘုရားလက်ထက်ကဗျာဒိတ်တော်ရှိခဲ့ရာယခုဖြစ်ပေါ်တိုးတက်မှုဟာကျမ်းဂန်လာဘုရားဟောတဲ့အညီဖြစ်တဲ့အလျောက်ကျက်တည်မင်္ဂလာအဖျားဖျားပြည့်ဝတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေပြီ။ကျမ်းဂန်လာစာကိုတင်ပြရတော့မဟာပိတကပန္တိတဝက္ခံပါဠိဆရာကြီးဦးစောရေးသားခဲ့တဲ့ဥကောင်စင်ရအထုပတိစာမျက်နှာ၄၈တွင်ဖော်ပြထားဒီမှာ ဗျာဒိတ်ဒေါ်လာမဟာမိတ်ဟုခေါင်းစဉ်တတ်ထားပြီးအကျယ်ကတော့ထို့နောက်တောမကျွမ်းမင်းဟာမြေစီမြေဥများကိုတူးယူခဲ့၍ထိုမြေစီမြေဥတို့ပြင်မြတ်စွာဘုရားဘူဇော်အတရကပြုနေသည်ဤသို့ဘူဇော်ဒီကိုမြတ်စွာဘုရား ခံယူတော်မူ၍ပြုံးတော်မူ၏ပြုံးတော်မူသည့်အကြောင်းကိုညီတော်အနန္ဒာအားရှောက်ထားသောမြတ်စွာဘုရားကတော့ चित्त အနန္ဒာဤတော်မကျွမ်းမင်းသည် ငါဘုရားတတနာတော်အနည်းနှထောင်ကြော်တော်ခါမှာပပပမင်းတို့လက်ထက်တိုးဆောင်၁၂မျိုးတွင်ရုရှားလူမျိုးဖြစ်တဲ့တန်ထိုရရှာလူမျိုးမင်းဟာလက်နဲ့စင်ကြံအမျိုးမျိုးကိုတက်မြောက်ရေးလက်နဲ့စကြာရှင်ဖြစ်လက်တန်သူလက်နဲ့ရှင်ဖြစ်နေတဲ့ရုရှားမင်းဟာအပ္ပရာတိုင်းကြီးရှင်ဖြစ်တဲ့မြမဘီရင်တို့နဲ့ချစ်ကြည်တဲ့မဟာမိတ်ဖြစ်ကြလက်တန်ဟူ၍ဗျာဒိစ်ကမှွက်ချတော်မူခဲ့တာဖြစ်ပါတယ် ဤဒီကတတနာတိုက်လာဒေသနာတော်အရာဆိုတော်အကြောင်းသည်ဟူ၍ဖြစ်ပါれလွန်ခဲ့တဲ့နှစ်2500ကျော်ကဂေါရမမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်ဟာဓာတိကွက်တိတိကျမန်ကနေဒီကိုယနေ့ကာလတွင်အံ့ဩဖွဲ့တွေ့မြင်ရလေသည်ဟုမရှိမကြောင်းရေးသားခဲ့တာဖြစ်ပါれစကောင်းစီရဲ့ဒူဝန်ကြီးတူကတော့ဂေါရမ ဗျာဒိတ်ကိုတကယ်ပင်တူယုံတလူလိုရည်တည်လော စာဖတ်တူရီကြောက်ချစေလို့ရည်တည်လောမသိရတော့လည်းပဲစာအုပ်အဖြစ်ပင်ထပ်ပေါ်လာသေးတာဖြစ်ပါရဲ့ထိုစာအုပ်မှာရှကုအကာရုရှားအနာရှယ်ပူတင်နဲ့တွေ့ဆုံစဉ်မြောက်နိုင်လက်ဝဲကမ်းထားခဲ့တဲ့တရေဖုံးစာအုပ်ဖြစ်နေပြီးအကျော်တရားအောင်ကျက်ပုံပြင်မှာယခုအခါမှာရန်ကုန်မှာရှိတဲ့တပ်သမားအတိုင်းဝိုင်းတွေကတော့ ခွက်ခွက်လန့်အောင်ရဲမောနေခဲ့ကြပြီဖြစ်ပါတယ်။ဒုဖြစ်ရာတွင်အဝေးရောက်မြန်မာကျွမ်းကျင်သူလူဖြူများတီကကြွဲကိစ္စကိုတပတ်မလဲကြသေးပဲဟိုမီဒီမီတာရှိကြမှသေးရဲ့။အမန်စစ်စင်ဥလွင့်ဦးဟာစာရေးဆရာဖြစ်ချင်နေတဲ့သူဖြစ်ပါတယ်။၎င်းဟာအင်းထောင်းတဲ့တူဖြစ်ပါတယ်။ဇနီးဖြစ်သူကတော့ဒေါ်မြင့်တန်နာဖြစ်ပါတယ်။တခြားသောစစ်ဘိုးလူထွက် စာရေးဆရာများကဲ့သို့ပင်လူတလုံးသူတလုံးဖြစ်ချင်နေခဲ့တာဖြစ်ပါတယ်။ ။တမိုင်းကျောင်းတွင်ဒူဓမာမကောင်ကျောင်းတမရောသားများသာနှင့်စင်းလုံးချောကျောင်းအခြားစစ်ပေါ်များနေသူအရေးအသားဖြင့်ခြံခဲ့ခြင်းသူဖြစ်ရာမကြာသေးမီကတူရဲ့တတ်တမန်စစ်မြေပြင်ရဲ့ရှေ့တန်းတနေရာကနေဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်တတ်တမန်တူရဲ့ဘဝအတွေ့အကြုံဟူ၍မောင်လွေမြင့်ဟူသောကလောင်နေမီဖြင့်စာအုပ်တန်ဖို2000ကျပ်ဖြင့်ခြံရောက်လိုက်ပါသေးတယ်။ တို့ရတွင်တူရဲ့အဆိုမှာရိုဟင်ဂျာမရှိဟူသောအဆိုဖြင့်တပ်သမန်ရေးရာကိုစစ်ကွင်းဟူ၍ပင်အထင်ရှိနေတဲ့အရေးသားမျိုးဖြစ်ခင်ရာထိုအချိန်ကဘင်္ဂလားဒေ့ရှ်တံများနဲ့ကတောက်ကဆဖြစ်ခဲ့ကြတဲ့ရုပ်ပုံတော့ကိုပင်တူရဲ့စာအုပ်၌အမြင်နိုင်ပါတာဖြစ်ပါတယ်။အချုပ်ဆိုရသောအနာသိမ့်ပြီးတော့အခါမှာပိုဆိုးလာတဲ့တပ်သမန်ရေးအခြေအနေများထက်တွင်မင်းအွန်လိုင်းဟာရုရှားတွင်ရောက်ရှိနေတဲ့သူယုံရတဲ့လူကိုသူပြန်ခေါ်၍ဒုဝန်ကြီးရာထူးပေးခဲ့တာဖြစ်ပါတယ်။ တို့ရတွင်သူ့ရဲ့လူယုံမှာဓာတောင်းမီတတ်သမန်ဖြစ်နိုင်သည့်အရေးတွင်မှာနှစ်ပဲနဲ့၆ပြားပင်မပြေတော့ပါဘူး။စစ်ဘုပြုတ်များတတ်တမန်ဖြစ်လာတဲ့နစ်ပေါင်းများစွာတွင်မြမာဒီကပအလဲတွင်ရီးဖွဲဖြစ်ခဲ့ရပြီးတန်ကင်းတမန်ခင်းတွင်လူယာတွင်ခံရတဲ့ပင်မကြာလသေးပါဘူးစစ်အနာသိမ့်ပြီးစစ်ကောင်စီတက်လာပြီးတဲ့နောက်တွင်နှစ်ကိုယ်အတိုင်းစစ်ဘုများကလူယာပြောင်းဝင်ကြရင် လူကြီးစရာဇက်ကြောင်များကိုမရှဲ့မကြောက်တင်တွင်လာကြပြန်ပြီဖြစ်ပါရယ်ယခုအခါမှာမင်းအွန်လိုင်းဟာလူကြီးပွဲဖြစ်လောက်အောင်အကြံပေးသူကိုတတ်ချင်နေလောက်တည်တိုင်အောင်ပြည်သူများကထိုတတ်သမန်မျိုးကိုမပြုတ်စေလိုပါဘူးအဘဲကြောင့်ဆိုတော့စစ်ကောင်စီကိုမျက်နှာမရပဲခြေတော့ရစေတဲ့အဖြစ်မျိုးကိုသာပြည်သူတို့ကအလိုရှိတော့ကြောက်ဖြစ်ပါရယ်သူဟာဆိုလို့ရှိနိုင်ငံခြားရေးဒုဝန်ကြီးမဖြစ်လာမီရုရှားနိုင်ငံဆိုင်ရာမြန်မာတမ်းမတ်ကြီးအဖြစ် 2022ခုနှစ်ဇွန်လကနေ2023ခုနှစ်စက်တင်ဘာလအထိမော်စကိုတွင်တာဝန်ထမ်းဆောင်ခဲ့တော်လည်းပဲရုရှားနိုင်ငံရဲ့ကိုရိတ်စာမိနိုင်တဲ့ညံရှိရင်ဝေးဆွေပါဝေးစွာပင်မင်းအွန်လိုင်းဟာသူ့နဲ့ထိုက်တန်တဲ့တပ်သမန်များကိုသာရရှိထားခဲ့တာပဲဖြစ်ပါရဲ့ ဆက်လက်ပြီးတော့ရုရှားမြန်မာစစ်ဆင်ရေးဟာဒေတာတွေကိုချိမ့်ချောက်နေတယ်လို့လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ကပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရုရှားနဲ့မြန်မာစစ်ဆင်ရေးအခြေအနေဟာလူ့ခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်စေရုံသမဂဒေတာတွေကိုချိမ့်ချောက်နေတယ်လို့လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့က APHR ကသတင်းထုတ်ပြန်ထားဖြစ်ပါရယ်။စကားဆောင်မင်းအောင်လိုင်းရဲ့ရုရှားခေစင်ဟာစစ်ဘက်ဆိုင်ရာပူပေါင်းဆောင်ရွက်မှုကိုတုံ့ပြန်စေတာဖြစ်တဲ့အတွက်မြန်မာစစ်တပ်တော်ဝင်ယူမှု ို့တာဝန်ခံမှုအပေါ်မှာနိုင်ငံတကာကဆောင်ရွက်နေတာကိုအားနည်းစေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားဖြစ်ပါရယ် ရုရှားရဲ့စစ်လက်နက်ထောက်ပံ့မှုတွေကြောင့်စစ်တပ်အနာသိမ်းပြီးကြတဲ့ကအရက်သားတွေကိုတပ်ဖြတ်မှုနဲ့ဖမ်းဆီးမှုတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့ပြောဆိုထားလည်းဖြစ်ပါရယ်စကောင်းစီကိုလက်နက်ထောက်ပံ့တာတွေတရားဝင်အစိုးရဖြစ်ပုံဖော်တာတွေကိုလက်မခံဖို့လည်းနိုင်ငံတကာကို APHR အဖွဲ့ကတောင်းဆိုထားကြောင်းသိရှိရပါရယ်ကျောင်းတစ္ဆေပေးမှုကိုကျွန်မပဲခေတ္တဟာနာကိုပြပါရှင်အောင်ပင်အောင်စုအတွေ့အထွေကျဆွတ်တင်ရှိပါရှင်